အားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့တတိယလေးကတော့တတိယကောင်းလေးဖြစ်ပါတယ်ခင်ဗျာဘာဖြစ်လဲဆိုတော့ထိုင်းနိုင်ငံဝန်ကြီးချုပ်ရှီနာကတော့အခုသူ့နိုင်ငံသားတွေအတွက်အားလုံးအစီအပြေအောင်တော့သူပြဖြင်းရှင်းလိုက်ပါပြီခင်ဗျာဘာဖြစ်လဲဆိုတော့မင်းအောင်လိုင်းနဲ့လက်ဆွဲနှုတ်ဆက်ရတဲ့အကြောင်းရင်းကဘာအတွက်လဲဆိုတာကိုအခုဒီဗီဒီယိုလေးကနေတူတူကြည့်ကြရအောင်ပါခင်ဗျာไปพูดไปนะคะ ว่ารังเกียจรัฐประหารนะคะ ก็อยากให้ทุกคน ดูหน้าดิฉันไว้ ดูหน้าดิฉันไว้ว่าก็คงไม่ได้ชอบนะคะการรัฐประหารที่เกิดขึ้นสองครั้ง ล่าสุดที่ทุกคนจำความกันได้ ดิฉันก็คงไม่ได้ชอบนะคะเพราะฉะนั้นการจับมือเนี่ยการที่ดิฉันไม่ตอบออกมาตรงๆหลายๆครั้งเนี่ยเพราะดิฉันให้เกียรติประชาชน ให้เกียรติประเทศ เพราะการเลือกตั้งยังไม่เกิดขึ้น นะคะ แต่ถามว่าคนที่ไม่ได้อยู่ฝ่ายประชาธิปไตยคนที่ทํารัฐประหารมา ดิฉันจะอยากจับมือด้วยไหม อันนี้ควรจะเป็นคําตอบที่ประชาชนก็น่าจะทราบดีอยู่แล้วไม่เอาแหละตัวดอกบานยี้ชินดีเลยปะจนอมมาเมาสวยแพนทองท้าชินวัตร က32ဦးမြောက်ထိုင်းဝကြီးချုပ်ဖြစ်တယ်။သူပြောချင်တာကတော့ပထမဆုံးပြောချင်ပါတယ်အားလုံးအတွက်အစီအပြေအောင်ပေါ့နော်။သူကဒီလူတက်ကောင်ကိုအဲစကားအရိုက်ပြောရမယ်ဆိုရတော့ပေါ့နော်။ဒီလိုမျိုးလူအရိုက်အဆိုင်ကိုသူလက်ဆွဲနှုတ်ဆက်ပါမလား။ကျမမျက်နှာကိုလည်းတည်တည်ကြကြကြည့်ပါဦး။ကျမသူ့ကိုမကြိုက်ဘူးဆိုတာအဖြစ်ပေါ်ပါလိုက်မယ်။ သူနဲ့လက်ဆွဲနှုတ်ဆက်တဲ့အချိန်မှာလဲသူ့မျက်နှာကိုတဲတဲမကြည့်ပဲနဲ့ဘာအိုဘာတခုမှကြောင်ကြရာဖြစ်နေတာမရှိဘူးပေါ့နော်ဒါဘာအတွက်လဲနိုင်ငံကိုအလေထားလို့နိုင်ငံသူနိုင်ငံသားတွေကိုအလေထားလို့ဘာပြောလဲဆိုတော့သူ့ကြောက်သူ့နိုင်ငံမပြည့်စည်ရအောင်ပေါ့တမန်အပြောမခံရအောင်ပေါ့ပြောချင်တာကရှင်းရှင်းလေးပဲဝကြီးတက်ပြီဆိုနေမှတော့ ုံနောက်ကတော့အနေအပြားတော့ရှိမှာပေါ့အုံနောက်ထဲကပညာတွေပေါ့ပြောရမယ်ဆိုရင်နိုင်ငံခြားထွက်မယ်နိုင်ငံခြားသွားမယ်ဆိုရင်အင်္ဂလိပ်လိုပြောမှာပေါ့တရုတ်သွားမယ်ဆိုတရုတ်လိုပြောမှာပေါ့ဟုတ်တယ်ဟုတ်ဂျပန်မှာသွားမယ်ဆိုဂျပန်လိုပြောမှာပေါ့အဲအဲ့လိုပညာဓာတ်တွေကအဲ့လိုနော်ငပေါ်လိုမြန်မာနိုင်ငံကခေါင်းဆောင်စပ်ပြက် တဲ့သောမြန်မာစကားကိုပြောပြီးတော့ကပောက်လှဲ့တာမဟုတ်ဘူးသူတို့တွေကအဲ့ဒါပါပဲဒီရှင်းနိုင်အဖြစ်ကသူ့နိုင်ငံသူနိုင်ငံသားတွေအတွက်တာမကမိခိုအားထားပြီးတော့ရှစ်ပြအလုတ်သမားတွေအတွက်ရှစ်ပြအလုတ်သမားတွေဆိုတာကတော့မြန်မာပြည်သူပြည်သားတွေအတွက်လည်းပါပါတယ်အဲ့ဒါဘာဖြစ်လို့သူဖြေရှင်းရတယ်လဲဆိုတော့သူ့နိုင်ငံသူနိုင်ငံသားတွေอ่ะကွာငါတို့နိုင်ယူက ဘာကြောင့်မင်းအောင်လည်းနဲ့လက်ဆွဲနှုတ်ဆက်ရတယ်လဲဘာကြောင့်မင်းအောင်လည်းကိုဖိတ်ခေါ်ရတယ်လဲဒီအစေဝဲထဲမှာဘာဖြစ်လို့လက်ခံရတယ်လဲဘာဖြစ်လို့ထိုင်းနိုင်ငံတဲကိုပေးဝေလာရတယ်လဲဘာညာကွီးကွာရှော့အော်ဒါပေါ့ဒါနာယုရှင်းနာဖြစ်ရှင်းရမယ့်အချက်လည်းဖြစ်တဲ့ငါတို့လိုချင်တာသူဖြစ်ရှင်းရမယ်အဲ့ဒါကြောင့်မို့ထိုင်းနိုင်ငံဝန်ကြီးချုပ်ရှင်းနာကတော့ဒီလိုပဲဖြစ်ရှင်းပေးလိုက်ပါတယ်အားလုံးစိတ်ကျေနပ်မှု ရပါစေလို့လည်းယုံကြည်ပါတယ်လိုချင်တာသိချင်တာ comment ချင်တာရှိလို့ရှိရတော့ comment လေးထဲမှာရေးခဲ့ပေးပါခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ